ဖျားဖြစ်ကြင်ကြံပုံတောမထွက်ခင်အချိန်ထိမြတ်စွာဘုရားရဲ့ရှင်တန်နေထိုင်ပုံမင်္ဂလာပါဒီနေ့မှာတော့မြတ်စွာဘုရားရှင်ရဲ့ဘဝဖြစ်တော်စဉ်အပိုင်းပိုင်းတွေကမှလောကီအစည်းအဝေးကိုစွန့်ခွာပြီးတောမထွက်တော်မူခံတိတ်တထမင်းသားဘဝမှာရှင်တန်နေထိုင်ခဲ့ပုံအကြောင်းကို ကြည်ညိုဖွယ်ရာမှတ်သားနိုင်ဖို့အတွက် ပြန်လည်တင်ဆက်ပေးသွားမှာဖြစ်ပါရှင်ဘဝပေါင်းများစွာကြာအောင်တန်တရာမှာကျင့်လည်ရင်ဒါနာသီလနိဂမပညာဝိရိယ ခန္တီတစ္ဆာအဋိဋ္ဌံမေတ္တာဥပိ္ပခာဆိုရဲပါရမီတော်၁၀ပါးကိုသူ့ဥတ္တသူ့အသွေးသူ့ခန္ဓာအစိတ်ပိုင်းတွေနဲ့ရှင်ပြီးဖြည့်ကျင့်တော်မူခဲ့ပါတယ်။ဒီလိုဘဝပေါင်းများစွာဖြည့်ကျင့်ခဲ့တဲ့ပါရမီတော်တွေပြည့်စုံတော်မူပြီးရဲ့နောက်မှာတော့ဖရာအဖြစ်သို့ရောက်ရှိမဲ့နောက်ဆုံးဘဝကိုရွေးချယ်ဆံမြန်းဖို့အချိန်ကာကြာရောက်လာခဲ့ပါတယ်။လွန်ခဲ့သော ကာလများစွာကတည်းကပါရမီတော်တို့ကိုဖြည့်ကျင့်ခဲ့တဲ့ဖရာအလောင်းတော်ဟာနောက်ဆုံးဘဝအဖြစ် ကပိလာဝေပြည့်ရှင်သုတ္တဒနမင်းကြီးနဲ့မာယာဒေဝီမိဖုရားကြီးတို့ရဲ့သားတော်ယတနာအဖြစ်ဖွားမြင်ဖို့ကံကြမ္မာပါလာခဲ့ပါ යි မေတော်မာယာဟာစင်ပြူတော်တကောင်ဝမ်းကြာတိုက်ထဲဝင်ရောက်တယ်လို့အိမ်မက်မြင်မှတ်ပြီးရဲ့နောက်မှာဖရာအလောင်းတော်ကိုပြိတရေတီးခဲ့ပါ යි မဟာတက္ကရိ68ခုနှစ်ကဆုံလာပြည်နေမှာတော့လုံမီနှင့်အင်ဂျင်တော်ဥယင်တော်ကြီးအတွင်မှာတိတ်တထမင်းသားလေးကိုမွေးဖွားတော်မူခဲ့ပါ යි မွေးဖွားပြီးပြီးကျမပဲခြေခွန်းလန်းကြွက ဤလောက၌ငါသာအမျက်ဆုံးတည်းလို့ရဲရဲပြတာတဲ့အတာပိဝါစာစကားကိုမိန့်ကြတော်မူခဲ့ပါ၏ခမဲတော်သုတ်တော်ဒနာမင်းကြီးဟာတားတော်လေးရဲ့လက္ခဏာတော်ကိုပညာရှိတို့အားကြီးရှုစေတဲ့အခါမှာတော့ကာလဒေဝီလာယတိကြီးလိုပညာရှင်တွေကဤမင်းသားသည်လူပောင်တွင်နေပါက စကြဝဠာမင်းဖြစ်လိမ့်မည်အကယ်၍တောထွက်၍ယဟန်ပြုပါကတပ္ပညုတဖျားရှင်ဖြစ်လိမ့်မယ်လို့တညီတညွတ်တဲ့ဗျာဒိတ်တော်ပေးခဲ့ကြပါ၏ဒီဗျာဒိတ်စကားကိုကြားပြီးရဲ့နောက်မှာတော့ တုတ်တော်ဒနာမင်းကြီးဟာတားတော်ကိုဖျားဖြစ်စေဖို့ထက်သူ့ရဲ့ဒီနတ်ကိုစက်ခံမဲ့စကြဝဠာမင်းဖြစ်စေဖို့ကိုသာအလိုရှိတော်မူခဲ့ပါ၏။ဒါကြောင့်တားတော်လေးစိတ်ညစ်ညူပြီးတန်ဝီကရရှိမဲ့အရာအလုံးကို သူ့ရဲ့အမည်အာယုံကနေဖယ်ရှားဖို့အစွမ်းကုန်ကြိုးပမ်းခဲ့ပါ၏။မင်းသားလေးအတွက်နှွေမိုးဆောင်ရာတီဥရုသုံးပါးနဲ့လိုက်ဖက်ညီတဲ့ယမသူယမသူဘာလို့ခေါ်တဲ့နန်းတော်သုံးဆောင်ကိုဆောက်လုပ်ပေးခဲ့ပါ၏။ ီနန်တော်ရီထဲမှာမင်းသားလေးဟာလောကရဲ့အဖို့ပိတ်တောကအညိတွေကိုလုံးဝမသိရှိရပဲပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ခဲ့ရပါတယ်။သူ့ပတ်လည်မှာအမြဲတမ်းနှုတ်ပြိုလှပတဲ့အပြူတော်တွေ၊ကချီတဲ့တွေ၊ဂီတပညာရှင်တွေနဲ့သာဝင်းရထားပြီးလောကီအာယုံကာမကုံကြီးစင်ရဲ့အထုထိတ်ကိုခံစားစေခဲ့ပါတယ်။အရွယ်ရောက်လာတဲ့အခါမှာတော့မင်းသားတစ်ပါးတက်အတိတ်အာလယတ၁၈ရက်သောအတတ်ပညာတွေကိုသင်ယူရှာမှာဘသူမှမမီအောင်ထူးချွန်ပြမြောက်ခဲ့ပါတယ်။ အသက်16နှစ်အရွယ်မှာတော့အလွန်တရာရုပ်ဆင်းအင်ကာချောမောလာပါပြီးအကျင့်တီလာနေပြည်စုံတဲ့ရတောတရာမင်းသမီးနဲ့ချင်းမြလက်ထပ်ပေးခဲ့ပြီးတာယာနောက်ပိုင်းအိမ်တော်တဲ့ဘဝကိုပိုင်ဆိုင်စေခဲ့ပါတယ်။ဒီလိုနဲ့တိတ်တထမင်းသားဟာအသက်29နှစ်အရွယ်ထိအိုချင်းနာချင်းတည်ချင်းဆိုတဲ့လောကရဲ့ပင်ကိုယ်တဘာဝတွေကို မြင်တော့မမြင်ဘူးကြားတော့မကြားဘူးပဲလောကကြီးစိမ့်ဆိုတာထာဝရတည်မြဲတယ်လို့ထင်မှတ်ရလောက်တဲ့ဘဝမျိုးမှကြီးပြင်းလာခဲ့ရပါတယ်။ ။ဒီနေ့မှာတော့မင်းသားဟာနန်းတော်ပြင်ပကတိုင်းသူပြည်သားတွေရဲ့ဘဝကိုလိလာခြင်းနဲ့ဆန္ဒပြင်ပြစွာဖြစ်ပေါ်လာခဲ့ပါတယ်။ခမဲတော်မင်းကြီးကလည်းမတားနိုင်တဲ့အဆုံးမှာတော့မြို့ရီလမ်းမတွေကိုညစ်ပတ်နှုတ်ချတဲ့ပုံမှန်တံတန်မျိုးရှိမနေအောင်အထူးတလဲတန်ရှင်းစီပြီးမှသွားခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့နှကောင်းနှမြတ်တို့ရဲ့ဖန်ဆင်းမှုကြောင့်မင်းသားဟာဘဝရဲ့အမှန်တရားကိုမျက်ဝါးချင်းချင်းတွေ့မြင်စေမဲ့နမိတ်ကြီးလေးပါးနဲ့ကြုံကြိုက်ခဲ့ရပါတော့တယ်။၁သူ့အိုပထမဆုံးဥယျာဉ်တော်ထွက်တဲ့အခါမှာ ခါကောင်းနေပြီးတုံတုံရရင်နဲ့ရှောက်လန်းနေရဲ့အဖိုးအိုတယောက်ကိုတွေ့မြင်ခဲ့ရပါတယ်။တခါမှမမြင်ဘူးတဲ့ဒီမြင်ကွင်းကြောင့်တုံလုံစွာနဲ့မင်းမြန်းတဲ့အခါမှာအချွေအရန်ဖြစ်သူစန္နာအမတ်ကဒါဟာအိုချင်းတရားပါ လူတိုင်းအိုရမှာပါလို့ရှင်းပြပါတယ်။ဒီဖြစ်ဟာမင်းသားရဲ့စိတ်နှလုံးကို ပထမဆုံးအကြိမ်ထိခိုက်စေခဲ့ပါတယ်။နေ့တူနာနောက်တစ်ကြိမ်မှာတော့ယောဂဝေဒနာကိုပြင်းထန်စွာခံစားနေရတဲ့လူနာတယောက်ကိုတွေ့မြင်ရပြန်ပါတယ်။ဒီခါမှလည်းနာကျင်တရားဆိုတာ တက်တဝါတိုင်းကြုံတွေ့ရမယ့်အရာဖြစ်ကြောင်းသိရှိပြီးထပ်မံတံဝေကရခင်ရပါ යි ။သုံးသူသိတတိယအကြိမ်မှာတော့လူသည်အလောင်းကောင်တစ်ခုကိုထမ်းပြီးငိုကြွေးနေကြရင်မြင်ကွင်းကိုတွေ့မြင်ရပါ යි ။တေကြီးတရားဟာဘသူမှမလွန်ဆန်နိုင်တဲ့အရာဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့မင်းသားရဲ့စိတ်နှလုံးဟာအကြီးအကျယ်ကြေကွဲတုံ့လောက်သွားခဲ့ပါ යි ။သူချစ်တဲ့သူတွေရော သူကိုယ်တိုင်ရောတနေ့မှတည်ဆုံရမယ်ဆိုတဲ့အသည့်ဟာသူ့ကိုလောကီစည်းစိမ်အလုံးအပေါ်မှာငြင်းငွေစိတ်ဖြစ်ပေါ်စေခဲ့ပါ යි ။ လေးရဟန်းနောက်ဆုံးတစ်ချိန်မှာတော့အရာအလုံးကိုဆွလုပ်ပြီးအေဂျင့်တည်ငိမ့်တဲ့မျက်နှာထားနဲ့ကြော့ရှိနေတဲ့ရဟန်းတစ်ပါးကိုတွေ့မြင်လိုက်ရပါတယ်။အဲဒီအခါမှာတော့ဒီပုဂ္ဂိုလ်ဟာအိုနာတည်ခြင်းတရားကလွတ်မြောက်ရလမ်းကိုရှာဖွေနေသူပါလို့သိရှိလိုက်ရပြီးဒါဟာငါလိုက်ရမယ်လမ်းငါရှာဖွေရမယ်လွတ်မြောက်ရလမ်းပဲဆိုပြီးတောထွက်ခြင်းတဲ့စိတ်ဟာအလွန်ပဲပြင်းထန်စွာဖြစ်ပေါ်လာခဲ့ပါတော့တယ်။ အဲဒီလိုနမိတ်ကြီးလေးပါကိုတွေ့မြင်ပြီးနန်းတော်ကိုပြန်ရောက်တဲ့အချိန်မှာပဲသားတော်လေးတစ်ပါးဖွမ်းမြင်ကြောင်းသတင်းကြရပါ යි ဒီသတင်းကိုကြားတဲ့အခါမှာမင်းသားကယာဟုစာတော့အနောက်ဘက်တစ်ခုဖြစ်ပေါ်လာပြန်ပြီလို့ရေရွံ့မိကသားတော်ကိုယာဟုလာလို့အမိပေးခဲ့ပါ යි ဒီချိန်မှာတော့တိတ်တထမင်းသားရဲ့စိတ်ဟာနန်းတော်ကြီးစိမ်မှာမပျော်ပိုက်နိုင်တော့ပါဘူးအိုနာတည်ခြင်းဆိုရက်ဒုက္ခတန်တရားကနေလွတ်မြောက်ရအမှန်တရားကိုရှာဖွေဖို့အတွက်အရာအလုံးကိုစွန့်လွှတ်ပြီး တော်ထွက်တော်မူဖို့သာစိတ်ပိုင်းဖြစ်လိုက်ခြင်းနဲ့ဒီကစားလို့ဉာဏ်ပညာအလင်းပွင့်လာကလူအများစုတာယာမှုကိုအသေးအတန်ရှာဖွေနေရဲ့လောကကြီးရဲ့အစိုးအဖြစ်တွေကိုသိမြင်တော်မူလာကအတူမရှိမဟာကရုဏာရှင်လူသားတအူးဖြစ်လာပါတော့တယ်။